်ဒါအဲချက်ပေါက်ကမေးခွန်းပါဗျာရှင်ဘုရားတာသနာတော်တဲ့ဝင်ရောက်လာခြင်းကတဲ့နိဗ္ဗာန်ချမ်းသာကိုလိုချင်လို့မဟုတ်ပါလားဗျာတဲ့နိဗ္ဗာန်ချမ်းသာကိုလိုချင်လို့ဆိုရင်ယခုအရှင်သောတာပန်တည်ပြီလားဗျာတဲ့ပြီးတော့မှအမြင်ရှင်ဘုရားသောတာပန်မတည်သေးပါကတရားဟောအလုတ်ကိုမလုတ်ပဲဆရာကောင်းရှာတင်ပါတယ်ဗျာတဲ့ ပြီးတော့ကြီးညိုတရားအဖြစ်လျှောက်ထားပါလေဘုရားယဟန်တွေမှာမက်ဖို့ရှိမရှိဆိုတာယဟန်တွေကမပြောသင့်ပါဘူးနော် ယဟန်တွေကဝိနည်းစည်းကမ်းလိုက်နာမလိုက်နာဆိုတာပဲလက္ခဏာကမတွေကတခြားစစ်စစ်သင်ပါတယ်အဲ့တော့ယဟန်ကဝိနည်းစည်းကမ်းတွေတခြားချလိုက်နာတယ်ဆိုလို့ရှိရင်တောတာပန်တက္ကရာကံအနာကံယဟန်တံဖြစ်နေပါတယ်ပုရုဇံလည်းဖြစ်နေတယ်ပေါ့နော်ယဟန်မှာဝိနည်းစည်းကမ်းမလိုက်နာဘူးဆိုရင်တော့ဘာမှမဖြစ်နိုင်ပါဘူး တကယ်တော့အနာဂန်တွေတောင်းဆရာရှာတင်တယ်နော်တောတာပန်တကရာဂန်တွေဆရာရှာတင်တယ်မကားတည်ဘူးဘုဒ္ဓဇင်ဆရာရှာတင်တယ်မကားတည်ဘူးအနာဂန်တွေတောင်းဆရာရှာတင်တယ်နော်အဒီဟာကိုဦးဇင်းတို့ကအရှင်အနုရုဒ္ဓရဲ့အဖြစ်အပျက်မှာတည်ရပါတယ်အရှင်အနုရုဒ္ဓက အနာဂံမက်ပေါ်ရောက်ရပြီးရင်အရှင်အန်ရုဒ္ဓကအဲ့ဒီတကူရသွားတယ်အဲ့ဒီတကူရပြီးတော့သူကအမြင်ရတယ်နော်သူကအကဘာတွေအဘယ်လိုပြောမလဲတခြားလောကတွေသူကမြင်နေပါတယ်အဲ့တော့သူ့ရဲ့အဲ့ဒီတကူအမတန်စွမ်းအားကြီးတယ် သူရဲ့80တကူအတွက်လဲသူကအမတန်ဂုံယူပါတယ်အနာဂတ်မဲ့ဖို့ရောက်ရထားတဲ့ unroad ဟာမထင်မြင်ကြီးကအောင်းနေတယ်ပေါ့ဘာလို့ဒီလိုကြီးတရားအထုတ်လိုက်ပြီးတော့ဒီလိုကြီးဉာဏ်ပညာတွေရာသွားပြီးတော့80တကူကြီးတောင်ရာသွားပြီးတော့ဘာကြောင့်ယဟန္တာမဲ့ဖို့မရောက်ရနိုင်ဘူးလဲလို့သူကအမတန်အောင်းနေတယ် ကြိုးစားကြိုးစားရတာနဲ့မအောင်မြင်နိုင်ပါဘူး။ဘာကြောင့်မအောင်မြင်နိုင်ဘူးလဲ။ဆရာလိုအလိုဆရာလိုအလိုဆရာလိုအလိုဆိုတာအရှင်းတရဏဘယ်လိုတည်လဲ။ဇာပေမှာရေးထားလို့ပေါ့။အရှင်းအန္တရုဒ္ဓကအရှင်းတာရိပုတ္တရာစီချင်းကလိုက်ပြီးတော့ အရှင်သာရိပုတ္တရာကိုမြည်တယ်အရှင်သာရိပုတ္တရာဆရာတပည့်တော်မှာဒီလိုဒီလိုရသွားပြီဒီလိုဒီလိုအောင်မြင်သွားပြီဒါပေမဲ့ယဟန်တာမဖြစ်မရောက်ရသေးဘူးတဲ့သူစင်ပါတယ်လုံးရမလဲတဲ့အဲ့ဒီနေရာမှာအရှင်သာရိပုတ္တရာကိုဆရာအဆင့်အဆင့်အနေနဲ့သတ်မှတ်ထားတာပေါ့အဲ့ဒီမှာအရှင်သာရိပုတ္တရာကပါတယ်မိန်ထားလဲဆိုပြီးတော့ဆရာအဆင့်ကနေအရှင်သာရိပုတ္တရာကဆုံးပါတယ် အရှင်အန္ဒရုဒ္ဓရဲ့အရှင်အန္ဒရုဒ္ဓကမာနာကြီးနေပါတယ်တဲ့မာနာကိုရှော်လိုက်မှဆိုရင်အောင်မြင်နိုင်မယ်တဲ့အဒီမှာအရှင်အန္ဒရုဒ္ဓကမာနာကိုရှော့လိုက်ပြီးတော့ယဟန်တာမက်ကိုရောက်ရတယ်အဲ့တော့ဘုတုဇင်ကဆရာလိုတယ်ဆိုတာမကားသေးဘူးတောတာပံကလည်းဆရာလိုတယ် takarangale seya lode anagangale seya lode no da j a n g uzenu ga di mekon wo te ali ta lo mya ba so ro mekon ma me te po wo ga yu sa ra ga to da pan takaranga anaganga seya m lu bu lo yu sa ma 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 no lo da be lo da be 에디 d မြတ်စွာဘုရားကယဟန္တာဖြစ်တဲ့အထိတရားမဟုတ်ရဘူးဆိုတာမဟုတ်ထားပါဘူးပြောင်းပြန်အံ့ဩစရာကောင်းတယ်ပြောင်းပြန်မြတ်စွာဘုရားကဟောထားတယ်မဟာအမ်ဂောပါလကတဲ့မဟာဂောပါလကတော့မြစ်စမနိကေမှာစင်တန်နံပါတ်33တုတ်တန်နံပါတ်33မှာယေစာဖျားကမိန်တုံးတယ် ဦးစင်တို့ကဝိပဿနာမှာတိုးတက်ရမယ်ဆိုလို့ရှိရင်စက်တစ်ချက်လိုတယ်နော်အဲ့တော့အဲ့ဒီစက်တစ်ချက်မရှိဘူးဆိုလို့ရှိရင်အဲ့ဒီစက်တစ်ချက်မှာဥပမာဦးစင်တို့ကဓာတ်ကြီး၄ပါးကောင်းကောင်းမွန်မွန်နားလည်ရမယ်ဆိုတဲ့တစ်ချက်နော်အာပြီးတော့ဦးစင်တို့ကပေးညာရှိတဲ့အာဘာဟုတ္တရှိတဲ့ဆေရော်တွေအနည်းအနားမှနေရမယ်ဆိုတဲ့တစ်ချက် ဆိုတော့ဖြင့်အမျိုးစုံကိစ္စတွေပါတယ်အဲ့တော့အဲ့ဒီမှာတစ်ချက်ကထားပါသေးတယ်ဦးစင်တို့ကယာထပိဒအဲ့အတွက်အကြုံအတိုင်းမြတ်စွာဘုရားရဲ့တရားတော်နဲ့အညီတခြားလူတွေကို တခြားယဟန်တွေကိုဦးစင်တို့မှာတီးနေတဲ့နားလည်တဲ့ဟာ share with ပြရမယ် အဲ့တော့အဲ့ဒီဟာရှယ်မဝယ်ပေးရဘူးဆိုလို့ရှိရင်ရှယ်မဝယ်ပေးဘူးဆိုလို့ရှိရင်ဝိပဿနာမှာလုံးဝမတိုးတတ်ဘူးတဲ့နော်ဒါကြောင့်ကုတုဆန်ဖြစ်တဲ့ဖြစ်သည်ဖြစ်စေတောတာပန်တကရာကံအနာကံဖြစ်သည်ဖြစ်စေယဟန်တွေမှာတိတ္တမြတ်ဟာပြေကျုံတဲ့မြတ်ဟာရှယ်ဝယ်ပေးရပါတယ် ဲ့တော့အဲ့ဒီမှာဘာအကျိုးရှိလဲဆိုပြီးတော့အဲ့ဒီယဟန်ကမှားတယ်ဆိုလို့ရှိရင် share with ပြီလို့သူတပားကသူ့ကိုပြင်ပေးလိုက်မယ် share မဝေးပြီဘူးဆိုလို့ရှိရင်မပြင်ပေးကြဘူးအဲ့ဒီမှာလမ်းကမှားလိုက်တာပဲနော်အဲ့တော့ဆရာရှိတယ်ဆိုတာကောင်းတယ်ဒါပေမဲ့ဆရာကလည်းအကုန်လုံးမတင်နိုင်ပါဘူးကိုဘက်ကတပိသားဟာမပြောဘူးဆိုလို့ရှိရင်ဆရာကလည်းမပြင်နိုင်ပါဘူးသူတပားလည်းမပြင်နိုင်ပါဘူး ဒါကြောင့်ယဟန်တွေကအမြဲတမ်းသူတို့မှာတိပိတာဟာနားလဲသွားပြီးတာဟာသူတို့က share with ပြီးတင်ပါတယ်နော်အမှားကတော့ဦးစင်ကတရားအများကြီးအများကြီးဟောနေတော့ဦးစင်မှာအမှားတွေတော်တော်ပြင်သွားပါပြီနော်တော်တော်များများတိတိလီတွေရောအကြီးကြီးတော့မရှိခဲ့တော့ပါဘူးထင်တယ်ဒါပေမဲ့တိတိလီတော်တော်များများကိုတကရကမတို့ဖြစ်စေယဟန်တွေတိလရှင်တွေဖြစ်စေဦးစင်မှာပြင်ပြလိုက်တယ် အဲ့ဒါကြောင့်ဦးစင်ကအကိုတရားဟောတဲ့အခါမှာအမ္မဒန်အစဉ်မြင်နေပေါ့နော်ဘာလို့မြင်တာမြင်တာလဲဒကရကမတို့ကယဟန်ဒီတိလရှင်တွေကဦးစင်ကိုပြင်ပေးထားလို့အစဉ်မြင်တယ်နော်သူကဦးစင်ကမဟုတ်ခဲ့ဘူးဆိုလို့ရှိရင်သူတို့ကလည်းဦးစင်ကိုမပြင်ပေးနိုင်ဘူးအဲ့ဒီမှာဦးစင်ကတခုခုပြောမှဆိုလို့ရှိရင်မားလိမ့်မယ်နော်ဒါကြောင့်ဦးစင်တို့ကဘယ်လိုပဲဖြစ်ဖြစ်ဟောတဲ့တယ် ဒါဆိုအဲ့ဒါကဥစဉ်ရဲ့အဖြစ်